သူ့ရဲ့လောက်ရက်တွေကတော့သူဘသူဖြစ်တယ်လဲဆိုတာကိုတက်တည်ပြနေတာဖြစ်ပြီးတော့မှသူ့ရဲ့စကလုံးတွေကတော့သူဘသူဖြစ်တယ်လဲဆိုတာကိုဟန်ဆောင်နေဖို့တက်တည်ပြနေတာဖြစ်ပါတယ်။ဒီတော့လူတယောက်ရဲ့စကလုံးတွေကိုစောင့်ကြည့်ပါလေ။လူတယောက်ဘာရီပြုမှုလှုပ်ရှားနေတယ်လဲဆိုတာကိုစောင့်ကြည့်ပါ။ဒါမှအဲ့ဒီလူဘလူလူဖြစ်တယ်လဲဆိုတာကို ကိုသိရမှာ တခြားသူတွေကို ပြောင်းလဲပေးဖို့စူးစမ်းနေတာတွေရပ်ပါတခြားလူတွေကို ပြောင်းလဲပေးဖို့မလိုဘူးလူတယောက်ရဲ့နောက်ကို လိုက်နေခြင်းက ကိုယ့်ကို ဘာတန်ဖို့မှပေးမှာမဟုတ်သလိုဘာတန်ဖို့မှလည်းတိဆောက်နိုင်မှာမဟုတ်ဘူးကိုယ့်ရဲ့အချင်းစရိုက်ကောင်းတွေနောက်ကို လိုက်ပါ ိုယ့်ရဲ့ဂုံတိတ်ခါဆိုတာကို လေ့ကျင့်ပါအဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့တန်ဖိုးတွေကိုယ်တိုင်ရှာဖွေပြီးသားဖြစ်သွားပြီဒီတော့ဘဝမှာအချင်းစရိုက်ကောင်းတွေနောက်ကိုလိုက်ပါဂုံတိတ်ခါရှိခြင်းဆိုတာကို လေ့ကျင့်ပါကိုယ်တန်ဖိုးတွေမြင်လာလိမ့်မယ်ဒါဆိုရင်ကိုယ့်ရဲ့တန်ဖိုးကိုမြင့်တက်ဖို့အတွက်ဘယ်သူနောက်ကိုမှလိုက်နေစရာမလိုတော့ဘူး တခါတလေမှာမှန်ကန်တဲ့လမ်းဆိုတာက အလွယ်ကူဆုံးလမ်းမဟုတ်ဘူးတချို့သူတွေထင်တာက အလွယ်ကူဆုံးလမ်းကအမှန်ကန်ဆုံးလမ်းလို့ထင်နေကြတယ်ဘဟုတ္တရဆိုတာက အလကားမရဘူးအနည်းဆုံးတော့အာယုံဆိုက်ရတယ်ဒီတော့ဘုဒ္ဓတရရချင်ရင်အာယုံဆိုက်ပါ စီကံရှိတဲ့လူတွေဟာလွတ်လပ်တဲ့သူတွေပဲစီကံမရှိဘူးဆိုရင်တော့စိတ်မချမ်းသာမှုတွေအစင်မပြေမှုတွေရဲ့ကြီးကျုံဖြစ်သွားပြီဒီတော့ဘဝမှာလွတ်လွတ်လပ်လပ်နေခြင်းစီကံရှိပါမယ်ဆိုင်လေးတွေချမ်းတမ်းလို့တင်းမောဖလှုပ်ရမ်းနေတယ်ဆိုတာကတင်းမောပေါ်ကခုံချလိုက်တော့လို့အချက်ပြနေတာမဟုတ်ပါဘူးအဲ့ဒီအသေးပဲလေမဟုတ် ဲ့လိုပဲဘဝကကြမ်းတမ်းနေလို့တော့ကိုယ့်ရဲ့ဘဝတွေကနေခုံထွက်လိုက်ဖို့မကြိုးစားပါနဲ့ဖြည့်ရှင်းပါတည်ငြိမ်အောင်လုပ်ပါ နီးလန်းတွေရှာဖွေပါကိုပြောဘူးစဉ်းစားထားတဲ့ပို့ပြီးတော့နည်းပြီးတော့ပြောပါကိုလုတ်ဖို့စဉ်းစားထားတာတွေထက်တော့ပို့ပြီးတော့မှလုတ်ပါ တခါတလေမှာဘဲဟာကိုရွေးချယ်ရမလဲဆိုတာတဲ့ဘဲဟာကိုရွေးချယ်ပြီးတော့လုံမယ်လို့တန်ဒိဋ္ဌံပြက်ပြက်သားသားချပြီးတော့မှလောက်တာကပို့ပြီးတော့အရေးကြီးတယ်ဒီတော့ရွေးချယ်မှုဆိုတာတဲ့ရွေးချယ်ပြီးရင်ဆက်လုံနိုင်မလုံနိုင်ကပို့အရေးကြီးတယ်ကိုယ်တည်းဘသူကဘလောက်ကြာကြာနေမလဲဆိုတာကကိုမပြောနိုင်ဘူး တိလည်းမသိနိုင်ဘူးဒီတော့လူတယောက်ယောက်နဲ့ကြာကြာပေါင်းမကြည့်ပဲအဲ့ဒီလူအကြောင်းကိုကောင်းကောင်းမသိပဲနဲ့သူလက်မထပ်ပါနဲ့နောင်တတရားရီရတတယ်ကြကားတော့ကျွန်တော်လူငယ်တွေကျွန်တော်မိဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိရဆိုပြီးမှသာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိဆွေတွေဟာလည်းဒီတစ်နှစ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြတ်တမ်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ ျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ဘုရားလေးအောင်ပါ